ရွေးစီရာပြောတာတွေ့ရတာပေါ့လေဒီလက်ရှိကျင်းပမဲ့ရွေးကောက်ပွဲကအရင်ချစ်သုံးခဲ့တဲ့ဒီ FPTP စနစ်နဲ့ရောအချိုးကျကိုစားပြုပီယာစနစ်နဲ့ရောပြုလုပ်သွားမယ်ဆိုပြီးတော့ပေါ့ဆိုတော့ဒီလက်ရှိမြန်မာနိုင်ငံရဲ့အနေအထားရဆိုလို့ရှိရင်ဒီလိုမျိုးစနစ်နှစ်ခုနဲ့တွားတာကအဆင်ပြေနိုင်မလားပေါ့လေကိုစလေတွေအတွက်မဲပေးတဲ့ခါမှာရောဘယ်စနစ်ကတင့်တော်မလဲပေါ့ရှင်လုံးဝနိုင်ငံရေးပါတီတွေခေါ်ပြီးမှအကြံပြုချက်ပေးတောင်းတာပေါ့နော်အဲဒီမှာကျွန်တော်တို့ဒီမိုကရေစီပါတီတွေကရှင်ကဥခေါ်တိတ်တင်တဲ့ ဥစ္စာလေးရှိပါတယ်ဒီနေ့ဒီမှာဥဖြစ်တဲ့ခါကျတော့ပြန်နဲ့လုပ်ရင်ပို့အဆင်ပြေပေါ့ဗျာဒီဟာကြီးဒီထားလေးရှိပြီးမှဒီတင်ရပါတော့အဲ့တော့လေးတဘောကကျပါတယ်ညနေမှာနဲ့ပြန်ဆိုတော့ဒီမှာလည်းဥရှင်တော့ပြန်ဖြစ်တင်းရပြီလေအဲ့ဒါအဲ့ချက်ချင်းချင်းပါတော့ဒီညနေအဆင်ပြေတယ်ဆိုတော့ဒီလိုတော့ငါတော့၂ဆောင်းချစ်ချေကဦးနေတဲ့အညီလုပ်မယ်ဆိုတော့ပြန်ချစ်တော့တော့တွေ့မရဘူးလို့ကျွန်တော်အနေနဲ့ပြင်တော့ပါတော့ ။ဒါကြောင့်ကျွန်တော်ကသူကလူကြီးခြေခိုင်တော်တော်မြင့်နေခြေခိုင်တော်တော်ကောင်းဆိုခေါင်းဆောင်ပြတ်ထွန်းလာတဲ့အခါကျတော့အဲ့ဒါတော့သူကတက်ပြီးတီခြေကောင်းဖြစ်နိုင်တယ်ပေါ့။နောက်ဒီကတိုင်းဒေသကြီးဒီနယ်ကျတော့ပြည်နယ်အများတိုင်းနယ်အမျိုးသားလူတော်ကျတော့အဲ့ဒီဒီနယ်ကိုစနေရအောင်လို့ဆိုတော့မေဆာနာနဲ့ခြေခြေဝန်းကျင်းပါလိုက်ရင်တော့ဒီတိုင်းဒေသကြီးပြည်နယ်ကလုံးမေဆာနာနဲ့တက်ခုစီပေါ့နော်။အဲ့ဒီတမလိုက်မယ်ဆိုရင်တော့ အဲ့ဒါလေးရတော့လည်းဒါပီယာချစ်သုံးလို့ရတာပေါ့အဲ့ဒီခုတော့ပီယာချစ်လာနိုင်တယ်လို့ကျွန်တော်တို့မြင်တာပေါ့နော်ဒီလက်တုံးရဒီနောက်ပြီးတော့ဒီတိုင်းတိုင်းရရဆိုကြတော့ FPTP နဲ့တွားပါလိမ့်မယ်အဆင်ပြေတာမပြေတာအဲ့ခုကျွန်တော်တို့ကပြောချင်တာကတော့ဗျာနိုင်ငံမြန်မာနိုင်ငံနဲ့ကပ်ကြီးတဲ့ကိစ္စလေးတော့လှုပ်ရင်းလှုပ်ရင်းနဲ့တော့ဖြစ်လာမယ်လို့တော့ညွှန်လင့်တာပေါ့ဩဟုတ်ကဲ့ရှင်ဟိုမြန်မာနိုင်ငံနဲ့ကပ်ညီရကြတော့ဘယ်လိုစနစ်မျိုးလဲရှင် ကျွန်တော်တို့ FDB ကိုလည်းချစ်သုံးခဲ့ကြပြီးဒီအာနိုင်ကျွန်တော်ပတ်သက်ပြီးတော့အခုက2600ကျော်ဦးတွေရတော့အာနာမသိအောင်လှုပ်ရှားပြီးမြဲလဲအခုအာနာသိတဲ့လှုပ်ရှားရချပေါ်ပေါက်လာလေ။နောက် PR စစ်စစ်တုံးမှဆိုချိုးကြစုစားပြီးနဲ့တွားကြမယ်ဆိုရင်တော့ကျွန်တော်ကိုယ်ပုံအဖြစ်လာနိုင်မယ်ဆိုတော့လည်းကစတင်ပြစ်သုံးတဲ့သဘောလေးတွေတို့ပြောလို့ရတာပေါ့နော်။ဒါဒီကောက်ပေါ်စနစ်တစ်ခုပြောင်းလဲပါကျွန်တော်တို့အင်တာနက်ရဲ့ SCP ကိုပြင်သုံးလာကြတာကျွန်တော်နိုင်ငံရေးရှင်ကပြည်ကောင်းကြီးမျိုး အဲ့ဒါအဲ့ဒါလေးကျွန်တော်တို့ဒီတက်ကြည့်ပြီးတာမင်းလာရဒီစားဆိုင်မှာကျွန်တော်တို့လာခဲ့ကြတာလို့အဲ့ဒါကိုဒါနိုင်ငံရေးကြီးကစနစ်ကအနာသိမ်းဒီဖြစ်လာတဲ့ကိစ္စရှိတယ်ပေါ့နော်အခုပြည်အများကျင့်သုံးလိုက်ပြီဆိုရင်တော့ဒါအချို့ကကိုစားပြီးစနစ်နဲ့အဲ့ဒီတော့နေရလောက်ကိုတာမင်းမှာလည်းရှိချစ်ဘယ်လိုလဲဒီဖြစ်သုံးကြည့်နိုင်တဲ့ကောင်းလာနေမလားဆိုမျိုးလင်းချက်ကြီးတော့ရှိတာပေါ့ တော့လည်းပေါ့လေအခုခါမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဥပဒေတွေကိုပေါ့လေပြင်ဆင်ပြီးလို့ရှိရင်အသေးစိတ်ထုတ်ပြန်မယ်လို့ပြောထားတယ်ပေါ့ဆိုတော့အခုလိုမျိုးပေါ့ဒီလိုမျိုးဥပဒေတွေပြင်ဆင်တဲ့အခါမှာရောဘယ်လိုမျိုးဖြစ်တင်တယ်လို့ရောသုံးသပ်မိလဲရှင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ဒီရွေးကောက်ပွဲဥပဒေမူဥပဒေကြာတော့သူတို့ရရန်နစ်ချက်ပြောတာပဲဟိုတုန်းကတော့နိုင်ငံရေးပါတီကိုခေါ်မှပြင်ဆင်ချင်နေတာရှိတယ်ပေါ့နော်အခုနောက်ပိုင်းထုတ်ခါနီးကြာရင်လည်းဒါတော့နိုင်ငံရေးပါတီခေါ်မှပြင်ဆင်ချင်မှာဖြစ်ဖြစ်ဥပဒေကဘယ်လိုရှိနေလဲကြောင်းလေးကို ကြာမြင့်တော့ချပြတင်တယ်လို့ကျွန်တော်အမြင်တော့ပြောချင်တာပါတချို့ကြောင့်လည်းပြောကြတာပေါ့လေဒီလက်ရှိဒီရွေးကောက်ပွဲကပေါ့ဒီ SSC အနေနဲ့သူတို့မနိုင်နိုင်အောင်ပေါ့လေမနိုင်မချင်းဥပဒေတွေကိုဖြေလျှော့သွားမဲ့အနေအထားမျိုးတွေ့ရတယ်ဆိုပြီးတုံးသက်တာမျိုးလည်းရှိတာပေါ့လေဆိုတော့ဒီပုံမှန်အောင်ပေါ့ဆရာတို့အနေနဲ့ဘယ်လိုမျိုးမြင်မိလဲရှင့်အဲဒီကသူတို့ပြောတာလည်းဘုံတိတ်ဆိုင်ရှိတဲ့ရွေးကောက်ပွဲလို့ပြောတာလည်းခံကြတော့ ဆုံးဖြတ်ကြည့်တော့လုပ်နိုင်မယ်လို့တော့ကျွန်တော်တို့မမြင်ဘူးဗျာအခုအချိန်နေရကျွန်တော်ပြန်သုံးသပ်ခြင်းနိုင်ငံရေးဖြစ်စီနေတာတိုင်းသားရေးရအင်တာရေးကြီးပါတယ်အတိုင်းသားပါတီကတိုင်းသားလူမျိုးတွေလက်တော်ကိုယ်စားလေးရောက်ပါလက်တော်လေးရောက်မှကျွန်တော်ဒီကြီးကိုနိုင်ငံရေးဖြစ်စီနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော်ဒီမထောက်ဆန်းအောင်ဆိုရင်ကောက်ဝဲလုံးကအဲဒီစီယုံနဲ့တောင်းအင်းဒီရလဲတပ်ပါဒီမှာတိုင်းသားလူမျိုးအများကြီးရှိတယ်ဘယ်လိုလဲဒါ ဒီကောင်ကဒီလိုမှလည်းသူကပြောကြတယ်ဒီတချို့ကလည်းမကျွန်တော်သူ့သမ်းတော်မှလည်းတိုင်းဒီလိုညာရှိတယ်အဲရပြောင်းသူ့သမ်းတော်ပေါ့နော်အဲ့ဒီပြောကြနေတယ်တိုင်းတိုင်းလူကျင်တာတော့မင်းမို့ဘူးသူ့ကိုစားပြီးတဲ့ပါတီသူ့ကိုလူတော်ကိုတွေကလူတော်ကိုတွေရလူတော်တော့ဆင်းရဲအဲ့မျိုးလူကျင်တာလည်းတိုင်းတိုင်းလာဒီပါတီကူအောင်မှလည်းပါတီကြီးကူအောင်မှဝင်မှလှုပ်တဲ့တိုင်းတိုင်းနဲ့ ဒီတိုင်းနာပါတီနဲ့တော့တူကြအောင်ပေါ့ဗျာအနုပုံခိုင်ပုံကတော့ဒါတော့ပါတီကြီးတစ်ခုအောင်မှဆိုတော့ဒီတိုင်းတွင်းရှိမယ်နောက်ကအဲဒီရှိမယ်ဟိုငါပေါ့ဗျာသူတို့အောင်မှလုပ်တဲ့တိုင်းနာနေရာလဲသူပြောချင်တယ်ပြောလို့မရဘူးပါတီကထိတွေ့ထားတာစီရှိတဲ့အခါကျသူ့ရင်ဖွင့်လာတယ်ကျွန်တော်ကြားပါလိမ့်ဗျာအဲကြတော့ကျွန်တော်တိုင်းတွတ်တော်လေးမှာတိုင်းနာပါတီကတိုင်းတယ်လေဒီညပါဖို့တော့လိုအပ်တာပေါ့နော်အဲ့ဒါမှဟိုဘာလို့ဘူးသူဥဒိဒိကျင်းနေနေပြင်မယ်လို့ကျင်းလို့မတိုင်းရလည်းမပိုင်သူ့နိုင်ရင်ပြောင်းလုပ်မယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်ရဲ့လူမျိုးကိုချင်မှာပေါ့လေရလို့အခုရွေးကောက်ပွဲမှာပေါ့လေဒီတိုင်းရင်းသားရေးရလဲပို့ပြီးတော့အရေးကြီးရဲ့ဆိုတော့ဆရာလဲပြောသွားတော့တကယ်လို့ပေါ့လေဒီတိုင်းရင်းသားပါတီတွေရပေါ့နေရာတခုခုအဲ့လိုမျိုးပေါ့ရခဲ့မယ်ဆိုရင်ဒီလက်ရှိမြန်မာနိုင်ငံရေးအပေါ်မှာဖြည့်ရှင်းတဲ့အခါမှာရောဘယ်လောက်ထိဟိုဟိုတက်ရောက်မှုတွေရရှိနိုင်မလဲပေါ့ရှင့် တောင်းတော့ကျွန်တော်ကြီးကြီးမားမားတော့တက်ရောက်နိုင်တယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်တာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့ခင်တုံးကနဲ့စာရင်တော့စိုင်းနာပါတီကလူတော်ဖွင့်တယ်လေလူတော်လေးရောက်ပိုင်းတော့စိုင်းနာကြီးကိုပို့ပြီးမှဆစ်ဆစ်မမဆွေးနွေးလို့ရတော့မှာပေါ့။ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဖွင့်ပြီးမှပြင်ဆင်ရေးပြောင်းပါဗျာ။ဒါဥတည်စီလက်ထက်တုံးကဆိုရင်တော့ပြင်ခဲ့ကြတယ်နှောင်းဒီကတော့နှောင်းဆက်တိကစားတယ်နှောင်းဆက်ဆောင်မှဆုံးတယ်အဲ့မှာကြတော့လေစီ အမြင်ကိုကာဝေးရေးအမြင်ဆိုတဲ့ဥစ္စာတစ်ခုပဲကြောင်းလဲနိုင်တယ်လို့အဲဒီနေ့ထက်မှဆိုရင်လည်းမတမဆောင်းကိုမတန်ဆောင်းဆိုတဲ့စာလေးဒီကလုံးလေးအဲ့လိုတော့ပဲကြောင်းလဲနိုင်ခဲ့တယ်ပေါ့နော်ဒီလိုတိုင်းသားစာဒီအရုပ်တော်ကိုဇေယျခွိုင်တိုင်းသားရင်းနဲ့ပတ်သက်ပြီးတော့ကြိုးကြဆူကြမယ်ကြိုးကြဆူကြတော့လူတော်မှအောင်မြင်ခဲ့ပြီဆိုရင်တော့လက်နက်ကင်ဖွဲ့စည်းတွေရတယ်သူစဉ်းစားလာပါလိမ့်မယ်ဗျာဒါသူဒီနေ့ကလည်းကိုယ်တော်လာနာဖြစ်ရောက်တာဒီလူတော်နိုင်ငံကြီးကဖြစ်ရောက်သလားဆိုတဲ့စာမျိုးပေါ့နော် ဘုတော်နိုင်ငံရေးရအခုပုံမှန်၄၆ပြည့်လို့မျိုးနိုင်ငံတော်သူကနေမှချော့ချီချော့ပေးရမယ်ပြည်အောင်သူကချီချော့ပေးရမယ်ပြည်ဒီပြည်နယ်ဝင်းကြီးတို့ကိုပြည်နယ်လူတော်ရွေးချယ်ရမယ်သံသာအတည်ပြုရမယ်အမျိုးလေးတွေနဲ့မြို့တော်မှာဖွဲ့စည်းပြည်ချင်းရေးကိစ္စတွေအဆအာကောင်းမောင်းတာနဲ့ကျွန်တော်ပြင်ကြမယ်ဆွေကြမယ်ဆိုရင်ပြည်နဲ့ပြင်ခဲ့ရပြီဆိုတော့ဒါမြန်မာနိုင်ငံရေးရတော့တော်တော်လေးကောင်းလာမယ်လို့မျှော်လင့်နေတာပဲအတိုင်းသားတွေကလည်းသူတို့ခွင့်ရတဲ့သူစိတ်ဆိုင်နေကြတာလေဟင်း ကျွန်တော်လည်းကျွန်တော်အခု PDF တွေကလည်းတိုင်းနာလက်နက်ကင်ဖွဲ့ချင်းမှာတွားပြီးမှစစ်ပညာပြင်းပြီးမှဒီမှာမြန်မာနိုင်ငံရဲ့ချုပ်ရှင်ကြီးတွေပေါ်ဆောင်လာဖြစ်တဲ့ကြောင့်တိုင်းနာဒီအကြီးတွေအားလုံးကအောင်အောင်မြင်မြင်ဖြည့်ရှင်းပေးသွားမယ်ဆိုရင်တော့နိုင်ငံကြီးရပေါ့ဗျာနိုင်ငံကြီးအောင်အောင်မြင်ဖြည့်ရှင်းသွားပြီးမယ်ဆိုမြန်မာပြည်ကညှင်းချတာရလာမယ်လို့တော့ကျွန်တော်အနေနဲ့မျှော်လင့်တော့ကျောက်လေရှိရင်မှလည်းမြင်ခဲ့မှာပေါ့ဒီလွတ်တော်တွေခေါ်တဲ့ခါမျိုးတွေမှာဆိုတိုင်းရင်းသားတွေကအဆိုတင်သင်းတာရောအဆိုပြုတာရောဆိုရင်က ဟိုပယ်ချခံရတာမျိုးတွေဆိုင်းငံ့ခံရတာမျိုးတွေတည်ရမလားဟိုကန့်ကွက်ခံရတာမျိုးတွေစသဖြင့်ပေါ့လေဒါတွေကတောက်လျှောက်တွေကိုလွတ်တော်အရေးကြီးမှာတွေးခဲ့ရတာပေါ့လေဆိုတော့ဒီအခုဒီကျင်းပမဲ့ရွေးကောက်ပွဲမှာပေါ်ထွက်လာမဲ့ဒီလွတ်တော်မှာရောဒီလိုအခင်းကျင်းမျိုးတွေမဖြစ်အောင်ဘယ်လိုမျိုးဖွင့်ပေးတင်တယ်လို့ရောသုံးသပ်မိလဲရှင်ဒီအစားရောလေကျွန်တော်ကသူတို့လွတ်တော်သူတွေကွန်ဘီနီနဲ့ပေးတင်တာပေးရပါလို့ပြန်လာလို့တော့ဒါကသူတို့ပေးပြီးတော့ထပ်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 လုပ်ရမယ် အခုဥမာနေနဲ့ကျွန်တော်ပြောက်ထက်လို့လို့မောင်မြင်မှုကျွန်တော်တိုင်းလာရကျစုဖွဲ့ငါပြန်တင်မယ်ဒီဆိုအမျိုးဘုံတော့ဈေးမရှိတော့တင်ရမှာပေါ့ကျွန်တော်ခဏကဖြည့်ကြားရတာရှိပါတယ်ပါတီကြီးဒီခုကနေနဲ့တိုင်းနာပုံစံပါတာနဲ့ကျွန်တော်တို့တိုင်းနာပါတီကနေပြီးမှပုံစံပါနဲ့မပြီးဘူးဆိုတဲ့ကဏ္ဍပေါ့နော်အတိုင်းနာပါတီကိုကျွန်တော်ကကျွန်တော်လုပ်ကြမယ်လို့တိုင်းနာပါတီကိုငဘောဒီမှာလွတ်တော်တင်ပြီးဆိုအဲတပါတီတင်နေမရအောင်နပါတီတင်နေမရအောင်သုံးပါတီလေးပါတီများလာရင်လွတ်တော်ရတယ် လိမ့်ထားရတာပေါ့နော်ဒါမြန်မာနိုင်ငံရေးလားသူ့ကိုကျိုးအတွက်လားဆိုတဲ့အမျိုးဒီမြန်မာနိုင်ငံရေးကောင်းစားနေခြင်းနဲ့ပြင်ရင်တော့လူတို့ရလက်တင်ခံရမှာပါအဲ့ဒါမှလက်တင်မခံဘူးဆိုရင်ဒီလူတို့ရဖြစ်ဒီတိုင်းပြည်ကိုမရှိလို့ပဲကျွန်တော်ပြောရင်ပဲရေးရေးပေါ့နော်တခြားမရှိတော့ပါဘူးဒါဆိုပေါ်တယ်ဒီလိုမျိုးပေါ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ဒီတိုင်းရင်းသားပါတီတွေအပေါ်မှာရောဒီတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထားရောဘယ်လိုရှိနိုင်မလဲရှင့် အခု90အချိန်ကတော့노ဘုတ်ကညာနေတဲ့အချိန်ကျတော့သူ့တဘောသားကတော့ပြင်မှနေအဲ့စားရရှိမယ်ချစ်နေတဲ့ကိုယ်ဒီချွန်းလည်းနဲ့ကညာလည်းဘယ်တော့တော့ဘာလဲကိုယ်လည်းကိုညီဘူးနော်ရဲ့နောက်ရှေ့ဘူးဆိုတဲ့လည်းနဲ့ကညာရှိအောင်ရှိမှာပေါ့နော်ဒီချိုးကလုံးဝမပြိုင်ရဆိုတော့တာမင်တဲ့စားလည်းရှိအောင်ရှိမယ်ဒါပေမဲ့နိုင်ငံကြီးအရာနိုင်ငံကြီးကောင်ရှေ့နိုင်ဖို့တက်ကတော့နိုင်ငံကြီးပါတီတွေကတော့ဒါချုပ်နာဆွန်းစားယူရလုပ်ကြရမယ့်အချိန်ကလာဖြစ်ပါလေကဒါဆိုပေါ့လေဒီပေါ့ဟိုလက်ရှိမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေပြင်ဆင်တင်နေလှုပ်ဆောင်တင်နေလို့ရောဟိုထောက်ပြချင်တာမျိုးရှိလို့ရှင့်အခုလောရခြင်းရတော့ကျွန်တော်နေမီပြည်နေအချမ်းမှုမရှိဘူးနေမီလုံးဆုံးမရှိဘူးဆိုတော့ခါကြတော့ကျွန်တော်ရွေးကောက်ပွဲတော့ဒါဒီတိုင်းလောက်ဆက်လက်ဖုံးနေပါလိမ့်ဆိုင်နေကြဆိုတော့ဒီ online media ကျွန်တော်အဓိကဝိနေမှုမှာပေါ်ထောင်ဖို့တော့လိုအပ်တယ်လို့ကျွန်တော်မြင်နေတယ်ဘယ်လိုလဲနော်ဘာသာလူကြီးနဲ့တိုက်ရိုက်ဖြစ်မှုမရှိနိုင်တဲ့ခါကြတော့ဒီ media အနေနဲ့ဒီနေ့ချင်း ဒီမေယုံမှာမင်းဖြစ်ဖို့နောက်ပြီးတော့လည်းခုပါတီမင်းရခြင်းနဲ့ခုပါတီမင်းဖြစ်ဖို့မင်းဆက်ရှိရင်ကလည်းယနေ့ချိန်မှာဒါလည်းလုပ်ပြနေလို့ကျွန်တော်အနေနဲ့မြင်တာပေါ့နော်